ခီးသွွားဝါရဏရှင်များအရောက်တော်တင်တဲ့အံပွဲအလတရားနေရာများရိတ်တကြီးအလုံးမဲမင်္ဂလာပါရှင်တီကီချန်နယ်လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေရာလေးတွေကတတမမေ့စရာအတွေ့အကြုံရစေလိမ့်မယ်လို့ခီးသွွားဝါရဏရှင်တွေတင်ကြီးတညွတ်တောက်ကပေးထားကြပါတယ်ဘယ်လိုနေရာလေးတွေဖြစ်မလဲဘယ်လိုအံ့ဩစရာတွေပေးနိုင်မလဲဆိုတာသိချင်ရင်တော့ဗီဒီယိုလေးကိုလိုက်ပါကြည့်ရှုပေးဖို့တိုက်တွန်းလိုက်ပါရစေရှင်ကမ္ဘာအမြင့်ဆုံးကောင်းကင်စင်ကြယ်ရေတကုံဒီနေရာလေးတွေကတော့တရုတ်နိုင်ငံ ကွန်ကြုံမြို့နယ်မှာရှိနေတာပါခိမိပီတုကလည်းရနဲ့တဘာဝအလာတရားတို့ရဲ့ပေါင်းစပ်မှုလည်းဖြစ်ပါတယ်အေယာမလေးစစ်ပန်ကပုံတရန်ရှိတဲ့ဒီနေရာမှာတော့လျှက်စစ်မီးရောက်ဆောင်တွေရေမုံတွေစောင့်ပေါ်လာနေတာပါနောက်ပြီးခမင်းမြင့်ကစီစဉ်လာတဲ့ရေတကွန်ကြီးတွေအောက်မှာလက်ရှောင်ရင်ရင်ကုန်စရာအတွေ့အကြုံကိုလည်းယူနိုင်ပါသေးတယ်ရေအောက်ရေတကွန်မော်ရီရှန်နိုင်ငံပိုင်နဲ့အိန္ဒိယသမုဒ္ဒရာရဲ့ကျင်းနေတဲ့ရေပြင်အောက်မှာရှိတဲ့ဒီရေစီးကြောင်းကြီးကိုပဲ ကီးတော်တွေကရေရောက်ရေတကုံးလို့တတ်မှတ်လိုက်ကြပါတယ်တကယ်တော့ဒီနေရာကရေစည်းကြောင်းအပြင်သဲတွေရဲ့ရွေးချောင်းမှုကြောင့်ဒီလိုအလားတရားတွေရှိသွားရတာပါနောက်ပြီးအနိကအလပတ်သူတွေနဲ့တင်မကပဲလေရင်ဘော်ကနေပါခန်းစားနိုင်တဲ့အတွက်နာမည်ကြီးနေရတာဖြစ်ပါတယ်တရုတ်နိုင်ငံက UE တောင်ဒီနေရာလေးတွေကတော့ ကျေပြောလာတဲ့ကြောင်တန်းရှုကိတဲ့အကြောင်းမှာခင်မိဘီသူကလက်ရာရင်းနဲ့ပေါင်းဆက်ဖွဲ့စည်းထားတဲ့နေရာလေးပဲဖြစ်ပါတယ်။လိုင်းတွန်းပေါ်စံဗန္ဒပြင်းနဲ့တိဆောက်ထားတဲ့ဒီတရားကလှပတဲ့တောင်တန်းနဲ့ခြိုင်ဝန်းနဲ့ရေရှုကင်းတွေကိုအမြင့်ကနေကန်စားကြည့်ရှုနိုင်တဲ့စမ်းသစ်တဲ့ရင်ကမှုတွေကိုပေးစွမ်းနိုင်တဲ့နေရာလေးလည်းဖြစ်နေတာပါ။ဂျူဝဲချန်ကီလေးစိတ်စင်ကာပူကဂျူဝဲချန်ကီလေးစိတ်ကတော့ကမ္ဘာအလှပဆုံးအဖြစ်တင်းကြီးတညွတ်တဲ့အသိအမှတ်ပြုခံထားရတာပါ။အထက်မှဆိုရင်လည်း ဂျူရီဖရီဆေးဆိုင်တွင်စားသောက်ဆိုင်တွင်အပြင်ကမ္ဘာအမြင့်ဆုံးအိမ်တွင်းရေတကွန်မိုးတက်တော်ဦးရင်လက်ပြဦးရင်ကစားကွင်းစားတဲ့ပြင်စုံလင်းနဲ့ LCB ခီးတထောက်အားရင်ပြေအောင် အနားယူနိုင်တဲ့နေရာလေးလည်းဖြစ်နေခဲ့တာပေါ့ Rainsbara ကန်ဂျီကမ္ဘာအလားဆုံးကန်ဂျီတွေထဲမှာပါတဲ့ Iceland ကဒီကန်ဂျီကထူးခြားတဲ့အလားတရားကြောင့်ထင်ရှားနေခဲ့ရတော့ပါဘာဖြစ်လို့လဲဆိုရင်မီးတောင်ချော်ရီတွေကြောင့်ဖြစ်လာတဲ့ထူးထူးခြားခြား၆ထောက်ပုံစံကြောက်ဆောင်တွေကြောင့်ပါပဲဒီအလားတရားနဲ့အတူ လိုက်တန်နဲ့အတလန်တိတ်သမုတ်တရာကိုတဲနေရန်ကန်းချီကပံပုတ်ချပြီးခီးသွွားတွေကိုအသေးစွတ်ဖြစ်စေခဲ့တာပါအိန္ဒိယနိုင်ငံကီရာလာပြည်နယ်ရဲ့မူနာမြို့ဒေလီတို့လိုအိန္ဒိယရဲ့မြို့ကြီးတွေကရှုပ်ထွေးညစ်ပတ်ချက်ပေမဲ့အနောက်တောင်ဘက်တောင်တန်းတွေမှာရှိတဲ့မူနာမြို့လေးကတော့ကဘာလက်ကီးသွွားတွေကိုဆွဲဆောင်နေခဲ့ပါတယ်တကယ်တော့ဒီနေရာလေးကတောင်စောင်းအစင်းစင်းကစိန်းလန်းနဲ့လက်ဖက်ဆက်ကင်းတွေကြောင့်အသက်ရှူမလောက်တဲ့ရှုကင်းကိုပိုင်ဆိုင်ထားခဲ့တာပါ ပြီးတော့နီလာကူရင်ဂျပန်တွေပွင့်တဲ့အချိန်ဆိုရင်တောင်တန်းတစ်လျှောက်ခရမ်းရောင်မြန်ကွင်းတွေဖြစ်သွားပြီးရင်တက်ရှုံမိုးစရာပိုကောင်းသွားခဲ့ပါတယ်။ဘော်လီဗီးယားကဆာလာတေရူရူနီစာကံပြင်ဒီနယ်လေးကတော့ကမ္ဘာအကြီးဆုံးစာကံပြင်ကြီးဖြစ်ပါတယ်။ဘလောက်ကြီးလဲဆိုရင်မိုင်၄၀၀၀လောက်ကြီးနေခဲ့တာပါ။ဒီကံပြင်ကြီးကရောင်ပြန်နိုင်စွမ်းလည်းရှိနေခဲ့ပါတယ်။မိုးရတဲ့ရောက်ပြီဆိုရင်ဖောက်လာတဲ့ရေဒူးကစားကံမြင်ကြီးဘက်ကိုဖုံးထွားတတ်တာပါအဲ့ဒီအခါမျိုးကျရင် ကောင်းကင်နဲ့မြေပြင်ကိုပေါက်ဆက်ထားတဲ့ မှန်ကန်တစ်ခုတော့ဝက်ဖြစ်သွားပြီးခီးသွားတဲ့အပြင်ဓာတ်ပုံဆရာတွေအကြိုက်ဆုံးနေရာလည်းဖြစ်သွားရပါတယ်။ Arizona က Antelope Canyon ဒီနေရာလေးကလည်း Grand Canyon လိုပဲနာမည်ကြီးလာတာပါ။နောက်ပါလူမျိုးတွေအများဆုံးနေတဲ့ဒီနေရာက၆နဲ့တောင်ကြားကရေနဲ့လေတို့ရဲ့တိုက်စားမှုတွေကြောင့်ပေါ်ထွက်လာခဲ့ရပါတယ်။လက်ရမြောက်လိုင်းတို့ပုံစံ ကျောက်ဆောင်နိုင်ငံတွေရဲ့ဘဘုတ်လက်ရကတော့တဘာဝတရားကြီးပါပဲအထူးသဖြင့်ကံညွန်အတွင်းကိုဖြာပြီးထွက်ချလာတဲ့နေရောင်ခြေကရင်သက်ရှူမောစရာအရေးအသွေးကိုဖြစ်ပေါ်စေတဲ့အတွက်ခီးတော်တွေကိုဆွဲဆောင်နိုင်တာလည်းဖြစ်ပါတယ်တရုတ်နိုင်ငံပန်ဂျီဒေတာရှိအနေရောင်ကန်းကြီးပုံမှန်သဲတွေအစားစားငန်နဲ့မြေစီလွာပေါ်မှာစူဇာပင်တွေပေါက်ရောက်ပြီးပုံလွှမ်းတဲ့ဒီကန်းကြီးကစောင်းထွင်းရောက်ရင် ဒီနေရာနဲ့ကရီဘာကောင်စော်ကြီးကိုခင်းပေးတယ်လို့ပြင်ခဲ့ပါတယ်။အဲ့ဒါကြောင့်မဲ့ဒီနေရာကကမ္ဘာအံ့ဩစရာအကောင်းဆုံးတဘာဝဖြစ်စဉ်တွေထဲမှာထည့်သွင်းသတ်မှတ်ခံစားရပြီးဓာတ်ပုံဝါဒနာအိုးတွေလက်လုံမခံတဲ့အလဲပတ်နေရာလေးတစ်ခုဖြစ်ကြောင်းဝင်းမြောက်လိုက်ရင်ဝီယိုလေးကိုနီကွန်ဆိုလဲရပါတယ်ရှင်။အဆုံးတွေချစ်ရှုပေးခဲ့ကြတဲ့အတွက်တရောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။